တခါကရုပ်ဆိုးလာတဲ့ဝါတုပ်ဆိုရဲမိမပြိုလေးတယောက်ရှိပါတယ်။အသက်ရှူတန်းအောင်ဟူးဟူးနဲ့ပြင်းလာပြီးအိတ်တဲ့ချိန်မှလည်းဟောက်တက်ပါသေးတယ်။ထားတော့ဟိနေရပြန်ဝင်တော့မယ်။ငါအိတ်နေတာဘသူကလာနောက်ရှက်တာလဲ။အေးငါနှစ်အဖေးဟာနှစ်အဖေး။သူ့လာနောက်ရှက်တဲ့သူမှန်သမျှအကုန်ခြေဖနောက်စာမိတာပဲ။စိုးရတော့ကန်းကုန်ပါပဲ။ဝက်ချန်ဆိုတာကတော့သူ့ရဲ့မွေးရပါအမှတ်လိုပဲ။တလုံးကလုံးကဝက်ချန်သူယူထားတဲ့အတိုင်းပဲ။ မျက်နာမှာအပြေပါ။ဒါကြောင့်တခါတလေသူလဲစိတ်ညစ်နေမိတယ်။ငါပါများလုံးမိလို့လဲဟာဟာအဲ့ဒါကြောင့်လူတိုင်းကသူ့ကိုရှောင်ဖယ်ရှောင်ဖယ်လှုပ်တဲ့ပြင်သူ့ကိုဘယ်သူမှစိတ်ဝင်စားပါဘူး။မင်းတို့တွေငါ့လိုမြင်လားကွာ။ငါတော့တစိရှိရဖြတ်သွားသလားထင်သွားတာ။နေခင်းကြောင်တော့တရေချောက်တယ်ကွာ။ဟေး။ဘွားတုံးမလည်းသူ့ဘဝအဲ့လိုဖြစ်နေတာကိုလုံးဝစိတ်ပြက်နေတယ်။သူကယောက်ျားအယမ်းလိုချင်နေရပါ။ ယောက်ျားလို့ချက်နဲ့ယောက်ျားလို့ချက်နဲ့ယောက်ျားလို့ချက်နဲ့သူယောက်ျားလို့ချက်နဲ့လို့ပြောတိုင်းအရင်ဆုံးယောက်ျားရသွားတဲ့သူတငယ်ချင်းနှစ်ယောက်ရောက်ရောက်လာတတ်တယ်။ဘောတုံးမနှင်းလို့ရုပ်ဆိုးတဲ့သူဘသူမှယူမှာမဟုတ်ဘူး။ဘလို့နေနေနေရတော့ယောက်ျားရမှာမဟုတ်ဘူးနော်။အေးဟာနင်းတီတိုင်းဆက်နေတော့အပြိုးကြီးဖြစ်တော့မှနှင်းခန္ဓာကိုပြောင်းလဲအောင်လုပ်မရမယ်။ဟုတ်တယ်ဟာနှင်းဝက်ချန်နေပြအောင်တနခါလေးပါလေထူထူလိမ့်ကြည့်ပါလား။ သူ့သူငယ်ချင်းစကားတွေကြားပြီးနောက်စားမဝင်အိမ်မပျော်ဖြစ်နေတယ်။အဲ့ဒီစကားတွေကသူ့ကောင်းတဲ့ကိုရောက်ရောက်လာတာပေါ့။နင်တီတော့ဆက်နေတော့လေအပြိုးကြီးဖြစ်မှပိတ်ချရဲဟာအပြိုးကြီးဖြစ်မှပိတ်ချရဲဟာ။ဟာငါတီးမခတ်နိုင်တော့ဘူးနော်။အေးဟာဝတ်တော့မှနင်ခုခုလုံးမှရတော့မယ်။နင်ဝတ်ချက်နေကိုတနခတ်ထူထူလေးလိမ့်ကြည့်ပါလား။နင်ဝတ်ချက်နေကိုတနခတ်ထူထူလေးလိမ့်ကြည့်ပါလား။ငါ့ကိုတော်တော်စိတ်ဒုက္ခပေးတာပဲငါတီးမခတ်နိုင်တော့ဘူး။ သူ့တငယ်ချင်းစကားတွေကောင်းနေဝင်လာတဲ့ချိန်မှာညင်ညင်နေနိုင်တော့ပဲရှိသမျှပေါင်တာတွေနဲ့မျက်နှာအပြည့်ပုတ်လိုက်ပြီးတော့လမ်းဖက်မှာထွက်ဆောင်နေတယ်ဟာအဲ့ဒါဘာကြီးလဲကွာချောရမလားရင်ကြိုက်ဘူးလားကိုရဲ့အမလေးတရေတရေပြိုးဟာဟာဒါတော့ငါဘဝရဲ့အလှဆုံးကောက်ွက်တွေ အမလေးပြမြောက်ဝူကုန်းမမန်ကြီးဟင်သူတို့ဘာလို့ထွက်ပြေးကြတာလဲဟာ ချောတယ်မလားအကူရဲ့အကူညီမလေးချောတယ်မလားဟာဟိုဟိုမာတတရဲ့တရဲ့ထွက်လာပြီဟာတောင်းမှန်ပါလေဗျာကျွန်တော်ဘာမှမလုပ်ပါနဲ့ကျွန်တော်ဘာမှမလုပ်ပါနဲ့ဗျာဟင်သူတို့တွေကဘာတွေဖြစ်နေရလဲဒီလောက်လာတဲ့ဟာကိုဘွားတဝါကန်းကုံကအလှပြင်တာအလှဆုံးကပြတာအားရှိတယ်လို့ထင်အောင်ဗလာတွေပြတာ အဲ့ရတွေအားလုံးလောက်ပြပေးမယ်သူတို့အားလုံးကထွက်ပြေးကြတယ်ဒီတော့ဝါတုပ်လဲဘာမှလုတ်ချင်ကန်ချင်စိတ်မရှိတော့ပါဘူးစိတ်တက်တွေကြာသွားတယ်ဘဝမှာငါရဲ့ဖြစ်တည်မှုလက်ခံပြီးလာချစ်တဲ့သူကိုရှိပါအောင်မလားအဲ့ဒီချိန်မှာပဲအရှက်မူးနေတဲ့ကောင်းလေးတယောက်တရင်တည့်ရိုင်နဲ့ဝါတုပ်နောက်ရောက်လာတယ်သူ့မျက်လုံးထဲမှာဝါတုပ်ကိုဘသူမှမမြင်ဖို့ရမြင်နဲ့မြင်နေတာပေါ့အမလေးလေးလေးချောလိုက်တာတလောက်ချောတဲ့ကောင်းမလေးတခါမှမမြင်ဘူး ဝုံမုံရွှေလေးကြာနေရပဲရဲရင်လဲဝါတုံနာသွားပြီဝါတုံမမျော်လင့်ထားတဲ့စကားတွေပြောဆိုပါတော့တယ်ချစ်ကို့ကိုလက်ထပ်ပါနော်ကိုမင်းကိုချစ်တယ်ကိုမင်းနဲ့မခွဲနိုင်တော့ဘူးညင်မြင့်ချင်းကိုချစ်မိတာပါကွာကိုနဲ့လက်ထပ်ပါနော်ဟင်ဘလို့ဖြစ်သွားလဲတကယ်ပြောတာလားဟင်ဝါတုံတယောက်အရှမ်းကိုအံ့ဩသွားတယ်ပါလို့ရုတ်တရက်ကြီးသူ့ကိုလက်ထက်ခွင့်လာတောင်းရလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်ခဲ့ပါတယ်။ရဲရင်လက်ထက်ကပလင်းကိုမြင်တော့ သူကအရက်တောက်ပြီးမူးနေလို့ဆိုတာကိုသဘောပေါက်သွားတယ်။ကျမရှင့်ကိုလက်ခံပါရဲ့ရှင်။ကျမရုပ်ချောပေမဲ့မူးမနေတော့ပါဘူးရှင်။ဘွားတော်ကအခွင့်အရေးဆိုတာနှခါပြမြဘူးလို့နားလည်ထားတဲ့အတွက်ချက်ချင်းလက်ထပ်ဖို့လက်ခံလိုက်တယ်။သူတို့တယောက်ကိုတယောက်အချင်းရင်ရှွမ်းတဲ့အပြုံးတွေနဲ့ပြုံးလိုက်ကြတယ်။ဒီနောက်မှာတော့သူတို့နှစ်ယောက်လက်ထပ်ပေါင်းသင်းကြပြီးပြောရှင်စွာနဲ့ဝါတုတ်တို့အိမ်မှာအတူတူပေါင်းသင်းနေထိုင်ကြတယ်။ပါရီသွားစားလာလို့တလောက်တောင်ချုံးနေရလေကွာ။ မိမစားလို့တောက်လို့ချောတာမဟုတ်ပါဘူးရှင်။ယောက်ျားစားတောက်လို့ပါ။ဟင်ဘာမှမဟုတ်ပါဘူးရှင်။ဘွားတုတ်တယောက်ပျော်ရွှင်နေတုန်းသူ့တငယ်ချင်းယောက်ကလာမြင်သွားတဲ့အတွက်သူစောစောစစ်စစ်လင်ရတာကိုထိတ်လန့်နေတယ်။ဘွားတုတ်ကိုစိုးရင်တဲ့အနေနဲ့တတိတွေလာပေးတာပေါ့။ဘွားတုတ်မယောက်ျားရပြီဆိုပြီးတော့လဲတေချာကိူးဆိုင်ထားနော်။ဟုတ်တယ်။သူ့လုံးဝအမှုမပြေစေနဲ့။တော်ကြာနေရတယုံမှန်တွေ့သွားလိုက်မယ်။ အလို့ကြတော့ဝါတုတ်တယောက်စိတ်ကနာမငြိမ်တွေဖြစ်လာတယ်။ဒါကြောင့်သူကယောက်ျားဖြစ်သူတာဖို့အတွက်အရက်တွေသွားဝယ်လာပေးတယ်။နေ့တိုင်းအမှုမပြေအောင်တိုက်နေတော့တာပေါ့။အရင်ကအတိုင်းပဲမှတ်ထားပေးနော်။ပတ်စံရှိတော့လာပေးမယ်။ရှိရင်တော့မြင်မြန်လာပေးနော်ညီ။ဟုတ်ကဲ့ပါအတော်ရဲ့။အမြဲတမ်းစိတ်ရင်မှတ်ထားခိုင်းနေတာ။ငောက်တော့အားမနာဘူး။လာရင်မလာရင်ကိုအရင်လှတာပဲကွာ။ ရဲရင်တယောက်တော့ပြူစားခံထားရတယ်လို့ပါပဲအမြဲတမ်းသူ့မိမနာကတ်နေတာမခွာတော့ဘူးသူ့မျက်လုံးထဲမှာတော့ရွာသားတွေရဲ့မိမကအားလုံးယုတ်ဆိုးပြီးသူ့မိမသာအချောဆုံးအလှဆုံးဖြစ်နေပါတယ်အားလုံးကဘလို့လဲကွာယုတ်ဆိုးတဲ့မိမပဲရကြတာဟုတ်တယ်နော်ကိုမဲလုံးနဲ့ဖိုးတုတ်တုတ်ကသူတို့တငယ်ချင်းရဲရင်တယောက်သူ့မိမနဲ့ပျော်ရွှင်နေတာကိုလာမြင်သွားတော့တော်တော်လေးကိုအံ့ဩသွားကြတယ်ဟာ ရဲရင်ကရုပ်ရှိရေရှမ်းမားกว่าဘာလို့ဝတ်တုတ်လို့မိန်းကလေးကိုမှလာယူရတာလဲဟုတ်သားပဲနော်သိချင်တာနဲ့ဖိုးတုတ်ကသူ့တငယ်ချင်းမေးလိုက်ပါတယ်ရဲရင်မိမိမပယ်နားမကောင်းနေလို့လဲกว่าမင်းအလောက်ယူမှုချစ်နေရတာငါသိချင်လို့ပြောပါအောင်กว่าဟာငါမိမောက်ဒီလိုလာပြောရတာမင်းတော်တော်ရဲတင်းမှလားกว่าဖိုးတုတ်ကရဲရင်မကြိုက်တဲ့စကားကိုမေးမိတဲ့အတွက်ချက်ချင်းပဲဖနှောက်စာမိသွားတယ် ရဲရင်ကပေတငယ်ချင်းကိုမှစိတ်ဝင်စားဘူးမိမဖြစ်သူကိုပြေဝကာကွယ်ထားတဲ့သူပါနောက်တစ်ခါငါမိမကိုဒီလိုလာမပြောနဲ့မင်းသွားချင်တဲ့နေရာမှာသွားငါ့ကိုထပ်ပြီးမျက်နှာလာမပြနဲ့နော်မိမဟုတ်တယ်ကိုရဲ့ရဲရင်တယောက်နေ့တိုင်းအရက်တွေတောက်လာတော့သူ့စိတ်တွေလည်းပြောင်းလဲလာတယ်တခါတလေသိရွက်လောက်ကြတော့မှထိုင်ရင်နေတယ်ဟေး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 โอ้ ဒီလိုနဲ့ရဲရင်တယောက်နှိမ့်မှမသိညမှမသိအမြဲတမ်းမိမဖြစ်သူကိုအစားစာတွေယူလာပေးခိုင်းနေအလုတ်လည်းမလုတ်ဘူးတခါတလေသူများဆိုင်ရှိရောက်နေတယ်ဘာတော့မဟုတ်ပါဘူးခောက်ဆဲရောက်နေဆိုင်မှာဆိုင်ရှင်ကအိုးခွက်ပကံတွေတိုက်နေတာတော့မှ "तू ဟာ DJ အမှန်နဲ့ကခုံနေသေးတယ်"ဟေ့ကောင်ငါအိုးစိနေတာကွာ DJ ပုတ်နေတာမဟုတ်ဘူးသွားဝေးဝေးသွားဘာသူမိုက်လဲထွက်ခဲ့စမ်းတတိရှင်ထွက်ခဲ့လေ ဒီကောင်ကတော့ကွာဒေါသောက်လာဆွနေတယ်လို့ပဲစုံမလိုက်ရမလားချကွာချတခါတလေလူဆိုးရိရှေမျက်စိနှောင့်သွားလုံးမိလို့သူများရိုက်ပုတ်တာခံရပြီးမှအိမ်ပြန်ရောက်လာတယ်။နာကျင်တာမသိရလေအောင်တောက်မဲ့ရက်ကလည်းအစင်သင်မဲလုံးနဲ့ဖုတ်တုတ်လဲသူပါဖြစ်လို့အလောက်တောင်မှပြောင်းလဲသွားလဲဆိုတာကိုတွေးနေကြတယ်။သူတို့လာချောင်းကြည့်လိုက်တဲ့ချိန်မှာသူ့မိမကအရက်အမြဲတမ်းတိုက်နေတာမြင်တော့သူတီလိုဖြစ်နေတာအရက်ချောင်းဆိုတာကိုနားလည်သွားတယ်။ ဩလက်စားတတ်တော့ဒီလိုကိုဒီတိုင်းသာဆိုရင်တော့ငါတို့တငယ်ချင်းကျမ်းမိုက်ထိခိုက်မှာကွာဟုတ်တယ်ကွာအတော့များပြီးငါတို့တငယ်ချင်းကတခြားတယောက်လိုပြောင်းသွားတာပဲပတ်စံကုံကျမ်းမိုက်လည်းပြက်စီဟုတ်တယ်ကွာငါပါတီလာလည်းချိုးဖောက်သေးဒီတော့ तू ကဘာပြင်ရလဲမသိပါကွာတခြားဟာနေမှာပေါ့ဒီတိုင်းလွတ်ထားလို့တော့မရတော့ဘူးကွာတခုခုလုံးမရမယ်မဟုတ်ရင်တီကောင်လုံးမပါတော့မယ် သူတို့နှစ်ယောက်လည်းအကြောင်းရင်းကိုသိပြီးနောက်ငြင်းငြင်းမနေတော့ပဲတငယ်ချင်းဖြစ်သူကိုကူညီဖို့နှီးလန်းရှာတယ်။မဲလုံကရက်ရောင်းတဲ့သူဟန်ဆောင်ပြီးအရက်အစာရေဦးသားထည့်ပေးပါတယ်။ထပ်ပြီးတော့မှတ်ထားပေးနော်အတော်။ Okay okay ။အတော်ရဲ့တန်ဘာဖြစ်နေရလဲ။အော်မိုးနေနေမှီသွားလို့ပါ။အော်စိုင်ထဲမှာတနေကုန်နေလဲမိုးမိတာပဲနော်။ဟဲ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 ။တုံးလို့ရတာပဲကွာ။ အရှက်ရလာပြီးနောက်ရဲရင်ကိုလာတိုက်တယ်။အရသာကပြောင်းလဲနေတဲ့အတွက်အမြင်အာရုံတွေပြောင်းလဲလာတယ်။အာအရသာနဲ့အမြင်အာရုံပြောင်းလဲလာတဲ့အတွက်ဝါတုတ်ကိုမေးလိုက်တယ်။အရသာကအရင်နဲ့မတူပါလားမိမ။စိတ်ထင်လို့ပါကိုရဲ့အရင်ဆိုင်အရင်တစိတ်အရင်တိုင်းပဲလေ။ဒါဆိုလဲငါပတ်ဆက်ကဖြစ်တာနေမှာပါ။အမုန်းနဲ့နဲ့ပြေလာတော့သူ့ပိုက်စားလာတယ်။ဒါကြောင့်သူ့မိမကိုစားတော့ယူလာပေးအောင်တွားရှာတာပေါ့။ ဒီနေ့မှဘိုက်တော်တော်စားနေပါလားဝါတုတ်ဝါတုတ်ဘာလုပ်နေရလဲကိုဘိုက်စားလို့ထမင်းလေးပါလေချက်ပေးပါအောင်ကွာဘိုက်စားရဲဟုတ်လားယောက်ျားဟင်းโอเคခဏစောင့်တော့ကိုမိမလှုပ်ကြွေးမယ်မင်းမင်းကဘာလို့ငါ့အိမ်မှာရောက်နေရလဲရှင်ကျမရှင်ရဲ့မိမလေးဟေး ငါမြောက်ကိုတခါမှမိမမတော်ပါဘူးမင်းမင်းပါရီလာပြောနေရလဲဟေးအောင်အချိန်တွေကတော်တော်သိသားနေပြီ तू ပြောင်းလဲလာပြီကွာဘွားတောက်ကသူ့ယောက်ျားလေးတန်းကြတော့ तू ခုနတော့ကသူ့ယောက်ျားကိုတားလိုက်တာအရက်မဟုတ်လောက်ဘူးဆိုပြီးမြင်းမြဲအိမ်တဲပြေးဝင်ကသွားတောက်ကြည့်လိုက်တယ်ညီးကြည့်အောင်မဲဟင်ဒါရိုးရိုးရေပဲအရက်မှမဟုတ်တာအဲ့ဒါကရေးဆိုတာသိတော့သူ့ယောက်ျားအမှန်တိုင်းသိသွားပြီဆိုကမြင်းမြန်တောင်းမှန်ပြီး သူနဲ့နေသွားဖို့သူ့ကိုထားမသွားဖို့တားမှန်လိုက်တယ်။ကျမထားမသွားပါနဲ့ကိုရဲ့ကျမရုပ်ဆိုးပေမဲ့ရှင်းတယောက်သေးဟိုပဲတကယ်ချစ်ခဲ့တာပါ။ရဲရင်လဲဘာတောသူ့အပေါ်ထားခဲ့တဲ့မြစ်တာအစစ်မှန်တွေကြောင့်ပဲသူ့ရဲ့ဖြစ်တည်မှုကိုလက်ခံလိုက်ပါတယ်။အေးပါကွာငါမင်းကိုထားမသွားပါဘူး။ဒါလည်းမင်းကိုချစ်ပါတယ်။အဲ့လိုကြတော့ဝါတုတ်တယောက်သူ့ယောက်ျားအရက်တွေတိုက်ခဲမိတဲ့အတွက်နောင်တတွေရနေတယ်။အဲ့ဒီချိန်မှာသူလဲအဖြစ်ပြက်အားလုံးကိုပြောပြလိုက်တယ် ကျွန်မတောင်းပန်ပါတယ်ယောက်ျားရဲ့အရင်ကရှင်ကျွန်မရဲ့အဖြစ်မှန်ကိုသိသွားရင်ထားခဲ့မှာစိုးရနဲ့ပဲကျွန်မရှင့်ကိုအမြဲတမ်းအရက်တွေတိုက်ခဲ့မိတာပါ။အင်းရှားပါတယ်ကွာကိုနားလဲပါတယ်မိမ။အာဟင်ဟေးအခုတော့ရရင်တယောက်ဘာကြောင့်မှမသိတတိလက်သွားခဲ့တယ်။စေးယုံရောက်တော့ဆရာဝန်ကခမည်းယောက်ျားအသေးရီပြက်စီးကုန်ပြီ။နောက်တနေ့ပဲနေရတော့မယ်။ ရဲရင်လည်းသူသေးရတော့မယ်ဆိုတော့ပြီးတော့တော်တော်လေးကိုဝမ်းနေသွားတယ်။သူမသေးခင်မှာသူမိမကိုတီးလို့ပြောပါတယ်။ဘွားတုတ်ရဲ့မိယာရုပ်ဆုပ်ပေမဲ့သဘောထားလာတဲ့အတွက်ကိုမင်းကိုတကယ်ချစ်တာပါ။ဒါပေမဲ့မိမရဲ့ကိုကိုသွားပြီနော်။ဟင်။ကျမကျမတောင်းမှန်ပါတယ်ရှင်။ရှင်ကိုအရက်တွေမတိုက်ခဲ့သင့်ဘူး။အခုတော့အရက်ကြောင့်ရှင်သေးခဲ့ရပြီ။အဲ့ဒါကျမကြောင့်အဲ့ဒါကျမကြောင့်ပဲ။ဆရာဝန်ရဲ့စကားကိုကြားပြီးမကြခင်ပါပဲ။ ရဲရင်တယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။တောင်းမှန်ပါတယ်။အခုနောက်စေးစစ်ချက်ကဒီဘေးခန့်တယောက်တွက်ပါ။ရှင်းယောက်ကြာဘေးကင်းပါရင်တော့အရက်ဖြတ်နိုင်တော့ပူချမ်းမာလာပါလိမ့်မယ်။ဟင်။အော်ငါငါမသိသေးဘူးပေါ့နော်။ငါငါမသိဘူးပေါ့နော်။အဲ့လိုကြတော့ရဲရင်လဲသေးရကနေပြန်ရှင်လာတယ်။ယောက်ျားဘလို့လုပ်ပြီးပြန်နိုးလာလဲ။ငါလဲသိချာမသိဘူးမိမရဲ့။သိချာတာတော့ငါအရက်ဖြတ်တော့မယ်။ ရှင့်ကိုအမြဲတမ်းတိုက်ခဲ့မိတဲ့အတွက်ကျွန်မတောင်းပန်ပါရနော်။အင်းပါကွာ။မင်းကငါနဲ့မခွဲချင်လို့လုပ်ခဲ့တယ်ဆိုတော့ငါနားလဲပါတယ်။ဒါကတော့အချစ်စစ်လို့ပြောရမှာထင်တယ်နော်။ဟယ်လိုဝတ်တုံးမနင်ပဲချင်းပတ်စံတွေလာပေးမှာလဲ။ကြားလာပြီ။အခုချိန်ကြီးလာမပေးသေးဘူး။အားလုံးပေါင်းဆိုအရက်ဖိုးပဲတိန့်တရာရှိနေပြီ။ဟီးတေးပြီ။ဒီခါတော့မထတော့တေးပြီ။ ဟီအာရဲရင်ဟာသူ့မိမရဲ့ဖြစ်တည်မှုအလုံးလက်ခံနိုင်ခဲ့ပေမဲ့တခြားလုံသူ့ကိုတိုက်လာတဲ့ရက်တွေကအကျွေးယူလာတာအခုဆိုတိမ့်တရာတော့အကျွေးတင်နေပြီဆိုတာသိတော့သူ့တက်ပြီးတခါတည်းကိုသေသွားပါတယ်။ဘူးရသေးစာတွေကဘသူ့ကိုမှပါကောင်းကျိုးမှမပေးပါဘူးရှင်။ဘဝကိုနှစ်တထက်နှစ်အောင်ပဲလုပ်နေတာပါ။ဒီတော့အခုကြည့်နေတဲ့ပရိသတ်တွေလည်းအရက်သေးစာတောက်စားချက်မှကင်းဝေးနိုင်ကြပါစေ။ ပရိသတ်တွေကိုအရေးကြီးတဲ့စကားလေးပြောချင်ပါတယ်ရှင်။ကျမတို့ရဲ့နောက် channel ဖြစ်တဲ့ SLS HD channel လေးကလောလောဆယ် error တက်နေလို့ပရိသတ်တွေက Lady SLS ဆိုတဲ့အခုပြထားတဲ့ channel မှာဗီဒီယိုလေးတွေကိုကြည့်ရှုရမှာဖြစ်ပါတယ်ရှင်။ကဲပရိသတ်ကြီးရေပရိသတ်တွေကြည့်ရမယ့် channel တွေကတော့ SLS Cartoon Channel SLS HD channel error တက်နေတဲ့ချိန်မှာမတို့ရဲ့ Lady SLS ဆိုတဲ့ channel မှာဗီဒီယိုလေးတွေကိုကြည့်ရမှာဖြစ်ပါတယ်ရှင်။ဘယ် channel မှာပဲဖြစ်ဖြစ်အားပေးနေတဲ့ပရိသတ်တွေအားလုံးကျေးဇူးများတက်ပါတယ်ရှင်။ငင်းဆုံးခပ်ဆိုင်ထင်ပြီးနောက်ပနင်ပန်ဟန်ကိုကောကိုကောနီယိုခာဟိုက်ပီနိုဟာကောက်ယူလီမင်းငန်းစီကမ်တိခာဒီမှာကတော့ SLS Cartoon Channel, SLS HD Channel နဲ့ Lady SLS Cartoon Channel တွေကိုတင်ဆက်ပေးနေတဲ့ Lady King Voice Over Actor ပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်။ Lady SLS Channel ကနေလည်းပရိသတ်တွေအားလုံးစောင့်မျှော်နေပါမယ်ရှင်။